မင်္ဂလာပါရှင်။ဒီနေ့တော့နယ်ရီကန်တိုက်ပွဲကနေထွက်ပြေးလာတဲ့စစ်ကောင်မရှင်တပ်သား29ဦးကိုဖမ်းမိထားကြောင်း PR မကွေးတပ်ဖွဲ့ကြေညာတဲ့တဲ့။ပခောက်ကူမှာစစ်ကောင်မရှင်တပ်စစ်ကြောင်းထိုးလာတဲ့အတွက်ကြေးရွာဆေးရွာထက်မင်းထွက်ပြေးတင်းချောင်နေရတဲ့တဲ့။စစ်ကောင်မရှင်တပ်ကမြေပြင်မှာတိုက်ခိုက်ရေးအရမရှင်နိုင်တာကြောင့်ဓာရုအစိမ့်ငွေတွေနဲ့တိုက်ခိုက်နေတာလို့ KNDF ဆိုတဲ့တဲ့။စားတဲ့ Federal FM ရဲ့ဒီနေ့အော်တိုဘာလ၄ရက်အတွက်နေ့စဉ်သတင်းတွေကိုကြားရမှာပါ။ ။နောက်ပိုင်းမှာတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။မကွေးတိုင်းငဖဲမြို့နယ်နယ်ရီကန်ဝင်းကျင်တိုက်ပွဲကနေထွက်ပြေးလာတဲ့စစ်ကောင်မရှင်တပ်သား28ဦးကိုဖမ်းဆီးရမိထားတယ်လို့လူမှုတော်လှန်ရေးမဟာမိတ်အင်အားစု PRA မကွေးရဲ့တာဝန်ရှိသူက Ferre FM ကိုပြောပါရယ်။ပြီးခဲ့တဲ့ဇူလိုင်ကနေစက်တင်ဘာလအထိ3လတာအတွင်းဖမ်းဆီးရမိခဲ့တဲ့အဆိုပါစစ်တုံးမှန်းတွေဟာ စစ်ကောင်မရှင်တပ်ရဲ့တပ်မဟာ69နဲ့စကခ18လက်အောက်ခံတပ်ဖွဲ့ဝင်တွေဖြစ်ပြီးတော့အဲ့ဒီ29ဦးအထက်က25ဦးဟာအတင်းအဓမ္မစစ်မှုထမ်းဖို့ခိုင်းစေခံရတဲ့သူတွေဖြစ်တယ်လို့ဆိုပါတယ်စစ်တောင်မန်းတွေကိုဖမ်းဆီးမိတဲ့အချိန်မှာသူတို့နဲ့အတူပါလာတဲ့လက်ပစ်ပုံတချို့နဲ့ခဲရန်အနှဲငယ်ကိုတင်စီရမိခဲ့ပြီးတော့ဖမ်းဆီးရမိတဲ့စစ်တောင်မန်းတွေကိုလည်းနိုင်ငံတကာဥပဒေနဲ့အညီကောင်းမွန်စွာထိန်းသိမ်းသွားမယ်လို့ PRA မကွေးကအတိပေးထုတ်ပြန်ထားပါဗျ။ ရခိုင်မကွေးအစံမကွေးတိုင်းငဖဲမြို့နယ်အမ်ပဒန်ကာလန်ယူမတောင်ကျောမှာရှိတဲ့တပ်စခန်းတွေကိုပြန်လည်ရယူဖို့စစ်ကောင်မရှင်တပ်ကနေရီကန်ဗျူဟာကုန်းကိုအခြေပြုပြီးတော့ထိုးစစ်ဆင်နေတယ်လို့သိရပါဗျ။မကွေးတိုင်းပခုတ်ကူမြို့နယ်မြောက်ချမ်းမှာစစ်ကောင်မရှင်တပ်ရဲ့စစ်ကြောင်းထိုးမှုကြောင့်ကြီးရွာဆဲရွာထက်မင်းထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါဗျ။ စစ်ကောင်မရှင်တပ်ရဲ့တပ်မတရားတဲ့စစ်ကြောင်းဟာပခုတ်ကူရေစကြိုမြိုင်မြို့နယ်အဆက်ကိုအင်အားနေရဝင်းကျင်နဲ့စစ်ကြောင်းထိုးလာပြီးတော့စက်တင်ဘာလ22ရက်ကစလို့ဒေသခံတွေထွက်ပြေးနေရတာပါစစ်ဆောင်ရတဲ့ပြည်သူထောင်ထဲချီရှိနေပြီးတော့မိုးရင်းကာလဖြစ်တဲ့အတွက်အမိုးအကာနဲ့စားနပ်ရိက္ခာတွေအရေးပေါ်လိုအပ်နေတယ်လို့သူကပြောပါဗျ။နေမီကန်တော်လိုင်းတပ်ဖွဲ့တွေနဲ့စစ်ကော်မရှင်တပ်တို့အော်တိုဘာလ2ရက်မှာထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတော့နှစ်ဖက်ထိခိုက်မှုအခြေအနေကိုတော့မသိရသေးသလို ထွက်ပြေးတိမ်းရှောင်ရတဲ့တီတူတွေကတုံးဦးကိုတော့စစ်တပ်ကပြစ်ခတ်ခဲ့ပြီးတော့ဖမ်းဆီးခံရသူတချို့လည်းရှိနေတယ်လို့သတင်းတွေထွက်ပေါ်နေပေမဲ့ Ferran Fam အနေနဲ့အတီးပြုတ်နိုင်မှုဆက်လက်ဆုံဆန်းနေသေးဖြစ်ပါတယ်။ကရင်နီပြည်ဒီမွန်ဆူမြို့နယ်အတွင်းထိတွေ့တိုက်ပွဲတွေမှာစစ်ကောင်မရှင်တပ်ကကရင်နီတော်လှန်ရေးတပ်ပေါင်းစုတွေနဲ့ မြေပြင်ချင်းရှင်တိုက်တဲ့အခါတိုက်ခိုက်ရေးပိုင်းမရှင်းနိုင်တာကြောင့်စစ်ရေးအရာနိုင်ငံတကာဥပဒေနဲ့မညီတဲ့ဓာတ်ရုပ်အစိမ့်ငွေတွေကိုပို့မှုအသုံးပြုတိုက်ခိုက်လာတယ်လို့ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF ရဲ့ဗဟိုနဲ့သတင်းပြန်ကြားရေးတာဝန်ခံတာရဲဆိုကဆိုပါတယ်။ စစ်ကောင်မရှင်တပ်ကဒီမိုဆိုမျိုးနယ်အတွင်းကိုပြီးခဲ့တဲ့ဩဂတ်လအတွင်းအင်အားအလုံးရင်းနဲ့စစ်ကြောင်းထိုးလာခဲ့ရမှာကရင်နီတော်လိုင်းတပ်ပေါင်းစုတွေနဲ့ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီးတဲ့နောက်ဒီနေ့အချိန်အထိဓာတ်ရုပ်အစိမ့်ငွေတွေကိုအသုံးပြုပြီးတော့တိုက်ခိုက်နေတယ်လို့သိရပါဗျ။ စစ်ကောင်မရှင်တက်ကဓာတ်ဥအစိမ့်ငွေတွေအသုံးပြုပြီးတိုက်ခိုက်နေတဲ့အချိန်မှာဆိုရင်မိခိုးရောင်နဲ့အဖြူရောင်အငွေတွေကိုမြင်ရပြီးတော့အဲ့ဒီအငွေတွေကိုနီနီကက်ကက်ရှူဆိုင်မိတဲ့တော်လိုင်းရဲဘော်တွေနောက်ဆက်တွဲစိုးကျိုးတွေခံစားနေရတယ်လို့ရှေ့တန်းစစ်မြေပြင်တရင်ရဲမြင့်တအုပ်ရဲ့ပြောဆိုချက်အရသိရပါတယ်။စစ်ကောင်မရှင်တက်ကအခုလိုဓာတ်ဥအစိမ့်ငွေအသုံးပြုပြီးတိုက်ခိုက်နေတာက2024ခုနှစ်ကစပြီးတော့ကရင်နီတော်လိုင်းတပ်ပေါင်းစုတွေနဲ့ထိတွေ့တိုက်ပွဲ ဖြစ်တဲ့နေရာတိုင်းမှာတိတိတနာအသုံးပြုနေခဲ့တယ်လို့လည်းဆိုပါတယ်။ အခုဆက်ပြီးတော့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။2021ခုနှစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမြန်မာစစ်ဗိုလ်ချုပ်မင်းအောင်လှိုင်ရဲ့နိုင်ငံတကာခရီးစဉ်တွေကိုကြည့်ရင် ပြီးခဲ့တဲ့6လအတွင်းမှာနိုင်ငံရဲ့ချားကို အများဆုံးခရီးသွားခဲ့တယ်လို့ရိုက်တာသတင်းဌာနကဖော်ပြပါဗါတယ်။အာဏာသိမ်းစစ်ကောင်းဆောင်ရဲ့ခရီးစဉ်ကအငင်းပွားပွဲဒီဇင်ဘာလရွေးကောက်ပွဲအတွက်ထောက်ခံမှုရဖို့တန်တမန်ရေးရာတွန်းအားပေးဖို့ရည်ရွယ်ချက်ပါတဲ့ခရီးစဉ်ဖြစ်ပြီးတော့အဓိကမဟာမိတ်တရုတ်နဲ့ရုရှားနိုင်ငံကိုခရီးစဉ်နှစ်ကြိမ် ထိုင်း၊ဘယ်လာရုစ်နဲ့ကာဇက်စတန်ကိုခရီးစဉ်တစ်ကြိမ်စီပါဝင်ပါတယ်။တရုတ်သမ္မတရှီကျင်းဖြင့်ရုရှားသမ္မတဗလာဒီမီယာပူတင်နဲ့အိန္ဒိယဝန်ကြီးချုပ်နရင်ဒရာမိုဒီတို့အသီးသီးနဲ့နှစ်ဦးနှစ်ဖက်တွေ့ဆုံဆွေးနွေးမှုတွေကမတ်လကငလျင်လှုပ်ခတ်ပြီးနောက်ပိုင်းအချိန်အဟုန်နဲ့ဖြစ်လာပါတယ်။ဒီလိုနိုင်ငံခြားခရီးစဉ်တွေခက်စိတ်စိတ်ဖြစ်လာတာကသူ့ရဲ့စီးရင်နဲ့နိုင်ငံရေးအပေါ်ယုံကြည်ချက်တိုးလာတာနဲ့နိုင်ငံတကာရဲ့တန်ရေးတမန်ရေးဖြေလျှော့မှုတွေရလာတာကြောင့်လို့မြမအရေးသုံးသက်သူတွေကပြောပါတယ်။ စင်အစိုးရပြောရေးဆိုခွင့်ရှိသူကတော့ writer ရဲ့မှတ်ချက်တောင်းခံတဲ့အပေါ်မှာဖြေကြားတာမရှိပေမဲ့စစ်တပ်ပိုင်းမီဒီယာမှာတော့စစ်ကောင်းဆောင်မင်းအောင်လှရဲ့နိုင်ငံတကာခရီးစဉ်တွေကိုခေါင်းကြီးပိုင်းမှာထင်ထင်ရှားရှားဖော်ပြခဲ့ပြီးတော့တိုင်းပြည်အတွက်အပြုသဘောဆောင်တဲ့တိုးတက်မှုတွေအဖြစ်နဲ့ဖော်ပြခဲ့ပါတယ်။ဒီသတင်းကို writer သတင်းဌာနကိုကိုကားဖော်ပြခဲ့တာပါ။ဒုက္ခသည်စကမ်းတွေမှာနေထိုင်တဲ့မြန်မာနိုင်ငံသားတွေတရားဝင်အလုပ်လုပ်ကင်ခွင့်လက်မှတ်နဲ့မှတ်ပုံတင်နိုင်ပြီလို့ထိုင်းအလုပ်သမားရေးဝန်ကြီးဌာနကသတင်းထုတ်ပြန်ပါတယ်။ အလုံသမားရှားပါမှုကိုဖြေရှင်းဖို့ထိုင်းအစိုးရရဲ့ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေနဲ့ဒုက္ခသည်တွေကိုထိုင်းနိုင်ငံအတွင်းအလုံလောက်ကင်ခွင့်ပေးဖို့အတွက်ဩဂတ်လ26ရက်ကအစိုးရအဖွဲ့ကဆုံးဖြတ်ချက်အရအခုလိုကြေညာချက်ထွက်လာခဲ့တာပါဒီလိုအလုံကင်အခွင့်အလမ်းကမေဟောင်ဆောင် တက်ကန်ချနာပူရီနဲ့ရချာပူရီပြည်နယ်တွေကခလုံရေးစခန်း၉ခုမှာနေထိုင်တဲ့အသက်၁၈နှစ်ကနေ၅၉နှစ်ကြားမှာရှိတဲ့ဒုက္ခသည်၄၀၀၀ကျော်ကိုအကျိုးပြုမှာဖြစ်ပြီးတော့အဲ့ဒီထဲက တောင်းတထောင်ခန့်ကတော့အလုတ်လုတ်ကင်ဖို့စိတ်ပါဝင်စားတဲ့အကြောင်းထိုင်းအလုတ်ကင်ဌာနညွှန်ကြားရေးမှူးချုပ်ကပြောပါရယ်အလုတ်သမားလိုအပ်မှုအမြင့်ဆုံးကဏ္ဍတွေဖြစ်တဲ့စောက်လုတ်ရေး၊လျှက်စစ်ထုတ်လုတ်ရေး၊စိုက်ပျိုးရေး၊မွေးမြူရေး၊ရေလုံငန်းနဲ့အစားအသောက်နဲ့အဖျော်ယမကာထုတ်လုတ်ရေးတို့အတွက်အလုတ်သမားတွေခန့်သွားမယ်လို့သိရပါရယ်ဒီသတင်းကိုဘန်ကောက်ပို့စ်သတင်းဌာနကိုကိုးကားဖော်ပြခဲ့တာပါဒီနေ့အော်တိုဘာလ၄ရက်အတွက် Ferrari FM ရဲ့နေ့စဉ်သတင်းနဲ့နိုင်ငံတကာသတင်းတွေကိုကြားခဲ့ရတာပါ။ကျွန်မပြသူပါရှင်။